မင်္ဂလာပါဘူးဘူးစ်ကွန်မတာကို555တိုင်မှာ IC နဲ့မောင်းမယ်နော်ဒါကဘာမှမဆိုင်ဘူးနော်ဟိုအရင်က IC လေးအဲအခုဒါက555ပဲပေါ့နော်555ကို 1K 1K နဲ့ဒီက0.01အဲမိုက်ခရိုဖရင့်နဲ့ပေါ့ဗျာနော် stable လောက်ထားနော်သူ့အောက်ဘက်ကပင်3နော်ပင်3ကိုဒီမှာတတ်မယ်အဲပင်3ကိုတတ်တော့ဒီမှာမီလီလင်းနေနော် ဒီကတစ်ဆက်သေးလင်းနေဆိုတာကျွန်တော်တို့မျက်စိကကျိန်လုံးမြင့်နေတော့မမြင်ရတာเนาะအစကျွန်တော်စပီကာနဲ့စမ်းဖို့စိတ်ကူးတယ်စပီကာနဲ့စမ်းတော့လဲကျွန်တော်နားမကြားရတာနဲ့ LED နဲ့ပဲပြလိုက်တယ်เนาะဒီ stable ပေါ့ဗျာเนาะအဲအခုအခုအဲ့မှာလာတယ်เนาะဟုတ်လားလာပြီဒါ stable ဟာပေါ့ကျိန်လုံးတစ်ခုကိုထုတ်ပေးနေเนาะနောက်တစ်ခါက အဲနောက်တစ်ခါဒီလိုဆမ်းမယ်နော်ဒီလိုဆမ်းတော့အဲ့ဒီဒီလင်းလာလင်းတယ်နော်သူကနှစ်ဖက်လုံးမှာလင်းနေတယ်နော်လင်းနေဆိုကျွန်တော်မျက်စိကအဲတစ်ဆက်တည်းဖြစ်နေလို့နော်ဟိုမိတ်တုတ်မိတ်တုတ်မမြင်ဘူးမိတ်တုတ်မိတ်တုတ်တွေမြန်လာကြနှစ်ဖက်လုံးလင်းလို့ဖြစ်တယ်နော်ဒါကပင်သရီအောက်ဖို့ပေါ့နော်ဒီအနီလေးကနော်ပင်သရီအောက်ဖို့အဲဆက်ကက်ကဒါ ground line နော်ဒီလိုဒါလည်း ground ပဲတော့နေဒါအထွက်ပေါ့ဗျာအဲ boost ကမှဒါလုံးမယ်ဟာ inductor လေး ရှိတယ် internally ကလည်းဒီက just supply အပေါင်းပေးထားတယ်အအပေါင်းပေးထားတာကိုအ inverter မှာအဲဒီဘက်က switch လုပ်မယ်လုပ်ပြီးထွက်လာတဲ့ဟာကို capacity မှာတူလောင်းထားမယ်အခုကဘယ်ရလာလဲဆိုတော့အခုဒီ DC ကိုအအပေါင်းလိုင်းဒီကအနှုတ်လိုင်းကဒီမှာအနှုတ်မီတာဆက်ထားတယ်အပေါင်းကဒီလိုသွားထားတယ်သွားပြီးတော့ဒီ inverter ကနေ diode ကိုသွားတော့အဲပေးထားတဲ့ supply ဘို့ပေါ်နေနော်အဲ့ဒါကိုကျွန်တော်က ပထမတော့ဒီလိုစမ်းကြည့်တယ်ဗျမရဘူးအဲ့ဒါကြတော့ဟိုချိန်တုံးမြင့်တဲ့အခါကျ direct drive လို့อ่ะအဲ44 45ဟာလာအဲ့တက်လာနော် boost ပေါ့နော်ပူမပူလဲစမ်းကြည့်ရသေးတယ်အဲဟိုချိန်တုံးလေးမြင့်နေမပူပေါ့ဗျာနေနေအခါကျ on time ကြာတဲ့အခါကျ avidia ပူတယ်နော်အဲ34တော့မှတော့ညိနေရနော်အဲအခုနော်အဲဒါခြားခြားကြံနေနော်အဲသူ သူ့ဟွာပေါ့ဗျာကပက်စီတာအကြီးနဲ့လောက်ထားတယ်ဘလောက်မှန်းတော့မသိဘူးဟို၄000 2200လားမသိအလောက်လောက်နဲ့လောက်ထားနော်အဲ့တော့ဘူးဖြစ်သွားရင်နော်ခြားကြ short ရိုက်လို့ရအောင်ရ short ရိုက်လိုက်ရင်ဒီ over ရိုက်လို့ဖြစ်ရင်အဲ short ရိုက်လိုက်ရင်တော့ discharge ဖြစ်သွားမယ်ဖြစ်သွားရင်ပြန်တင်ပြလို့ရတယ်နော်အခု29ရောက်သွားပြီနော်29ရောက်တော့အဲကျွန်တော်ပြန်တင်မယ်အဲ40နော်အဲ တောက်လျှောက်မောင်းနေလို့လည်းရတယ်ဒီ switch တိုင်းကို ကစားလို့ရတယ်ဒါဒီကောင်နဲ့ကစားလို့ရတယ်ဒါပေမဲ့အခုကတော့ဟိုဒီ capacitor တန်ဖိုးများနေတဲ့ခါကျကစားလို့မရဘူးဒီမှာလုတ်တက်ထားတယ်လုတ်တက်ထားပြီးတော့ချိန်နှုန်းကိုပြောင်းပြင်ရရနော်နောက် password ကိုပြောင်းတဲ့ design လုပ်ရတယ်အခုကအလွယ်ဆိုပြီးတော့ကျွန်တော်လုတ်တာ password design မဟုတ်ဘူးချိန်နှုန်းပဲပြောင်းတာဗျနော် password ကိုအချင်းချင်းပြောင်းတာချိန်နှုန်းမပြောင်းဘူးအဲ့အဲ့ဒါကိုလုတ်ပြီးတော့ဒီမှာဘိုအားကို boost လုပ်တာကိုလိုချင်တဲ့ဘိုအားကို boost လုပ်မှာပေါ့ဗျာ ဒီထွက်လာတဲ့အဲဘိုးအားကိုယူပြီးတော့ဆိုင်းလုပ်ပြီးတော့ဒီကောင်ကိုပြန်ပြီးတော့ control လုပ်မှာပေါ့နော်ဒါ feedback ပေါ့လားအဲ feedback control ပေါ့ password modulator လောက်လိုက်မယ်ဒီကောင်လောက်ရင်အဲတီတီငြိမ်ငြိမ်ဘိုးအားရတာပေါ့နော်အခုတခါနောက်တခါ28ဆိုတော့ဒါပြန်တင်လို့ရပြီနော်အဲဒီကိုဓာတ်ရိုက်မောင်းလိုက်တာအဲဒီကောင်ပူလာလို့စမ်းကြည့်တာ အဲတိတ်ခွာဖြစ်ရင်တော့ပူဖို့အလားလာရှိတယ်ဗျာနည်းနည်းအာလက်တွေ့ဆိုတာဗျာဟိုတကယ်ဒီဇိုင်းအစ်စ်မဟုတ်ဘူးเนาะမဟုတ်ဘူးကြာတာမြင်အောင်ပြတာเนาะအဲဒီကောင်းကိုဒါဒရိုင်ဘာတတ်တာအဲဆွေးလောက်တာတတ်တာအဲ့လိုလောက်တာเนาะဒီလောက်ဆိုရင်တော့တော်တော်နားလေပြီလို့ယုံကြည်ပါတယ်